င်းထဲမှာပြောတော့ပြောရှင်တယ်မပြောတတ်ဘူးကမ်းမကိုခံစားရဆိုပဲတည်ရပါဘာဒီလိုကသူကိုချင်းစားရဆိုရင်တော့မအပြေဝနားလည်းမဆက်လေးတော့ဟုတ်တယ်ဟုတ်တယ်တိုင်းမဲ့သူ့အလောင်းလေးတော်တော်လေးငလေးနေပါလေအလောင်းလုပ်ပြီး6နိုင်လောက်တော့ရှိရှိပြီလားမသိညနေပိုင်းရောက်မှအဲ့အလောင်းလေးကိုတွေးတာတွေးတဲ့အချိန်ကျဆရာလေးသွားတကြိုတယ်အဲ့တော့ချက်ချင်းသွားတွေ့ကြရတာပါဗျာ။ဒီနေရာတွေမနှမျောဘူးလားဆိုတော့နှမျောတော့နှမျောတယ်။တိုင်းနဲ့ဆရာကြီးဖြစ်သိမ့်နိုင်တယ်။ ။ဒါပေမဲ့ကလေးတွေအကြောင်းပြောလိုက်ရင်ဆရာလေးမဖြေသိမ့်လို့မနိုင်ပါဘူးလို့မြင်တယ်။မင်္ဂလာပါ။အခုကျွန်တော်စကိုင်းမှာတွားရောက်ပြီးတော့လူထမ်းမှာဖြစ်ပါတယ်။ လေးမှာရှစ်ဆက်ဖို့အများကြီးကြံနေရလေနောက်ပိုင်းဆိုတာကအလိုရှင်ဆိုတာကလာရှင်မှာလဲလာမယ်မလာရှင်လဲမလာလာရှင်လဲလာမယ်ဗောနော်ဒါတော့ပြောလို့ရနိုင်တဲ့အရာမျိုးလည်းမဟုတ်ဘူးလေအဲ့ဆိုတော့ဒီကဆရာလေးကရှင်းလင်းဖို့အတွက်တည်းကြတော့ဒီလိုမျိုးအလိုရှင်နေနဲ့ပရဟိတအသင်းအဖွဲ့တွေနဲ့အဲ့လိုမျိုးဒါမှမဟုတ်နိုင်ငံတော်ကလာမှာပဲဆရာလေးကအဲ့လိုမျိုးမှာပဲရမှာအဆင်ပြေမှာဗောနော်ဆရာလေးကိုအင်အားနဲ့ကိုလောက်ရမယ်ဆိုရင်ဆရာလေးမတတ်နိုင်ဘူးဆရာလေးကတော့ဒီတော့ဒီရှင်းလင်းဖို့အတွက် ်လိုတာပေါ့နော်ဆရာလေးကလည်းတိတ်ဘာမှမလုပ်တတ်ဘူးပြောလဲတိတ်မပြောတတ်ဘူးဟိုလိုမျိုးအဖွဲ့အစည်းတွေပင်နာဆက်တွေ့ရမယ်ပင်နာမှာပြန်တွားလောက်တွားပြောရမယ်တွားဆိုဆရာလေးမနားမလဲဘူးအဲ့လိုမျိုးကြားလဲအရင်တော့56ပါ56ပါတရင်တုံးတာ14ပါပြည့်စည်သွားတာ3ပါတန်ရရတာ သုံးမတိုင်ရရတာဆရာကြီးဆရာလေးထက်အကြီးဆရာကြီးပေါ့နော်သူကတိုက်အောင်ပေါ့ဆရာလေးရဲ့လက်ထောက်ဆရာကြီးကိုယ်တိုင်နဲ့ကတိုင်ရရသွားတဲ့အချိန်ရောက်ကုန်လာတာဆေးရုံမှာသူကဒီလူဆေးရုံမှာပြောတယ်လာတာလို့ပြောတယ်အဲ့ဒီလူဆေးရုံမှာဆေးသွားခုနေတာသူကညာဘက်ခြေတော့တန်းတွေးကြလေကြောပိတ်သွားတော့အဲ့မှာဖောက်သွားသူကလည်းတော်တော်လေးအရှင်ကြီးမှလမ်းပြန်ချောင်းနိုင်မှာစူးစမ်းရအောင်လေဆရာလေးလည်းဒီမှာဆရာလေးတပားတည်းဆိုတော့ကိုမသွားနိုင်ဘူးအခုအငယ်လေးတော့အငယ်နှစ်ပါးတည်းက အကြီးတစ်ပါးနဲ့အငယ်တစ်ပါးနဲ့တန်ရရတာတပါးကတော့ခါထိတာဖြစ်တဲ့အတွက်ကြောင့်သူကနည်းနည်းလေးတက်တာတယ်တဲ့တက်တာတယ်အကျိုးမထီဘူးပေါ့နော်အကျိုးမထီဘူးဆိုတော့သူကတော့အိမ်ကိုပြန်ဆင်းမမလေ့ကျင့်ခန်းလုပ်ခိုင်းတယ်အငယ်တစ်ပါးကတော့ခြေတော့ဖြတ်လာတာဒီပါအောက်ကသူကတော့ဒီစကိုင်းပြည်လို့ဆေးရုံမှာမဆင်းရသေးဘူးဆယ်လေးပါပြန်လို့မရဘူး။ဆယ်လေးပါပြန်လို့မရဘူး။သုံးမတန်ရရရတယ်။ကြာနေဆရာလေးတွေကြာတော့လဲအခုလောလောဆယ်ဆရာလေးကိုယ်တိုင်နဲ့ကလည်း ဒီမှာကျတော့သူများတွေအကြောင်းမှာကျတော့ဝင်းထမ်းမှာပြန်ဆောင်နေလို့ရတဲ့အနေအထားမျိုးလေးတွေရှိတယ်ဆရာလေးကျတော့တကယ်လို့မြင်တဲ့အတိုင်းမှာအဲထဲမှာလုံးဝနေစရာမရှိဘူးလမ်းပြင်မှာကျတော့လည်းဆရာလေးက ဆရာလေးတို့ကလည်းမင်းကလေးလည်းဖြစ်တယ်နောက်ပြန်ဆရာလေးလည်းဆရာလေးဆိုတော့နမ်းပြန်မှာအိတ်ဖို့ဆိုတော့တိတ်ရောယောက်ျားလေးလည်းမရှိဘူးလေမတင်တော့ဘူးလေနော်နောက်ပြန်တော့ဒီတိုက်ကြရလဲတင်းတော်လေးပဲထောင်းဒီတိုက်ကြရအနေနဲ့အများကြီးရှိနေနိုင်တာဖြစ်တော့ဆရာလေးတော့ဒီမှာတော့အကြိုက်မနေရဲဘူးအဲဒီနည်းနည်းပါးပါးကြည့်နေရပါဘောအရေးကဲလေးကြည့်ရင်မှဟိုဘက်မှာနေလိုက်ဒီဘက်မှာနေလိုက်ခဏခဏပဲနေလို့ရတယ်အဲ့ဆိုဒီမှာနေဦးဆရာလေးကတော့ဒီမှာနေဖို့ရခက်ခဲတာဖြစ်တယ်ဆွတ်ဆွတ်တော့ခေါ်ထားနေရဆရာလေးက သူတို့တွေကလည်းဒီတန်ကိုခံထားရတာဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကတည်းတအားကြောက်လန့်နေတာတအားတုံလုံးနေတာအဲဆိုတော့သူတို့တွေကလည်းတအားကြောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မိဘတွေကိုခေါ်ပေးမှခုသူတို့နောက်နေ့ချိန်မှာဆရာလေးအကြောင်းကံနေပါလေပြန်ဖြစ်သွားလို့ပြန်လာရှင်နေဆိုရင်လည်းဆရာလေးပြန်လဲခံမှာပေါ့နော်လက်မှန်ပြန်မလာရှင်လို့ဆိုရင်လည်းသူတို့ရဲ့ဆန္ဒအတိုင်းပဲပေါ့နော်ဒါကတော့ ဟိုဘာမှကြိုပြောလို့မရသေးဘူးလေနော်အဲ့ဒါတော့ဥပ္ပခိတခဏဆရာလေးမှနေဆရာတိုင်ဆရာမရှိလို့မိဘတွေပြန်အပ်လိုက်တယ်ဆရာလေးဆရာလေးကအိမ်မက်လို့ရထင်တာဟောအဲ့မဲ့ဆရာလေးကတော့ခုနကပြောတယ်လို့ပဲကလေးတွေဆုံးချုံးတာကြတော့ဆရာလေးကတတတာဖြစ်နေရပေါ့အမားလည်းဆရာလေးကိုဒီနားမှာအဆောက်ဟိုမှာထင်ရန်ကြောင်းလေးဆောက်ပေးမယ်တဲ့မနေ့တုန်းကအထီးလာတဲ့ဆရာလေးလက်မခံလိုက်ဘူးလက်မခံလိုက်ဘူးဆိုတော့လက်မခံရှင်တာလားဆိုတော့မဟုတ်ဘူး လက်မခံရှင်သေးတာဘာလို့လဲဆိုတော့ဒီမှာဆရာလေးမနေနိုင်သေးဘူးအခုလောလောဆယ်ဆရာလေးတင်းနစ်ဆိုတဲ့အတိုင်းလာကြအောင်ဆရာလေးနေနေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီဟိုတန်တဲ့အရာတွေကြောက်လို့လားဆိုတော့မဟုတ်ဘူးဆရာလေးကြောက်တော့အဲ့လိုမျိုးလဲအဲ့မဲ့ဆရာလေးကလေးတွေကိုဆရာလေးတင်းနစ်မြစ်ခံစားနေရမှာအဲအညာဆရာလေးအခုနေတဲ့အိမ်ကိုလည်းဆရာလေးပြောတယ်ဆရာလေးနေရှင်တရွေ့နေခွင့်ပြုထားပါလို့ဆရာလေးကပြောတယ်သူတို့ကတော့ဘာမှပြောဆရာမရှိဘူး။အဲဒီနဲ့ဆရာလေးကဆရာလေးစိတ်ထဲမှာမှလုံလုံတော့အားငယ်လို့ ဟိုမှလည်းရန်ကုန်မှာလည်းအဆရာကြီးကပဲအချိန်မှလမ်းလျှောက်နိုင်မှမသိဘူးဒီမှာကြောက်လဲဆရာလေးကပြစ်သွားလို့သွားလို့လိုက်သွားလို့လည်းမဖြစ်ဘူးလေဆရာလေးကတော့သူများလာလို့လည်းကျေးဇူးတင်ပါတယ်လို့ပြောရုံကလည်းတော့ကျန်တာဘာမှမပြောတတ်ဘူးဒီခါကြီးပြင်ထဲမှာပြောတော့ပြောရှင်တယ်မပြောတတ်ဘူးဘာမှကိုယ်ခံစားရဆိုပဲသိရပါဒီလိုကကိုချင်းစာရဲ့ဆိုရင်တော့အကြီးကနားလည်ပါဘူးဆရာလေးကဟုတ်တယ်ဟုတ်တယ်ဟိုကျန်တဲ့အရာတွေပြောနေဆရာလေးက နေနိုင်တယ်စိတ်စိတ်ထဲမှာဖြစ်တော့ဖြစ်တယ်မဖြစ်ဘူးလားဆိုဖြစ်တယ်ဒီအရာတွေမနှမျောဘူးလားဆိုနှမျောတော့နှမျောတယ်တိုင်းမဆရာလည်းဖြစ်သိမ့်နိုင်တယ်အဲ့မဲ့ကလေးတွေအကြောင်းပြောလိုက်ဆရာလည်းဖြစ်သိမ့်လို့မနိုင်ဘူးလို့ဆိုတယ်တို့အပေါ်မှာဘလို့ပြောအောင်လို့ဆရာလည်းပြောဖို့မပြောတတ်တဲ့စကားလုံးတွေပဲဆရာကြီးပြန်မှာပဲခါကြဆရာလေးပဲဆရာလေးသိတာပေါ့နော်ဟုတ်ကလေးတွေကြတာဆရာလေးတို့ကြတာဆရာဓမ္မလို့ရောမိဘလို့ရောနှမျောဆိုတော့နော် ကွာဆရာသမားကိုလည်းဆက်ဆံရတယ်သူတို့ပုံမှာတက္ကသိုလ်မှာကလေးတွေအဲ့လိုမျိုးနေမကောင်းစားမကောင်းပပိုင်ညာဆိုရင်မိဘလိုလည်းဆက်ဆံရတယ်အဲ့လိုမျိုးကလေးတွေကဘာကြောင့်မိဘလိုမျိုးဆက်ဆံရလဲဆိုတော့ဆရာလေးကလေးတွေကတေးသေးလေးတွေငငယ်လေး6နှစ်ကစနေရှိတယ်6နှစ်ကနေမှ6နှစ်ကနေမှအခုဆုံးတော့73နှစ်ပါနော်။ဒါပေမဲ့ကလေးတွေ6နှစ်ကနေမှ79နှစ်အထိ ဆက်ကွန်ဆက်ကွန်ဆက်ဆက်ကွန်ဆက်ရှိဆက်ကွန်ကတုံးမပဲရှိတယ်။အဲ့ဒီကအောက်ကခုနတိုင်းအောက်ဆိုတော့73လောက်ပဲရှိပြည်တယ်လေ။အဲ့ဒါဆိုတော့အဲ့ဒီဟာတွေကအများဆုံးဒီလိုငွေလေးတွေကအများဆုံးဟာဆက်မျိုးဝင်တင်အဲ့ဆိုတော့တို့တွေကဟာကလေးမိဘလိုပုံစံမျိုးဖြစ်နေတာပေါ့ဆရာလေးနဲ့ကြတော့ဒီကြတော့ကလေးတွေဆရာလေးကြွားဖို့တော့မှဆရာလေးကတစ်နှစ်တစ်ခေါက်တော့မရဘူး။ကလေးတွေမိဘတွေဆိုတော့ဆရာလေးကတစ်နှစ်တခါလေတခါတခါလေသုံးခါဆရာလေးရောက်တယ်အဲ့လိုမျိုးအဲ့ဆိုတော့တို့တွေနေရဆရာလေးတွေနေရ ဟိုဆွေမျိုးသားချင်းတွေလည်းမဖြစ်နေဘူးအဲ့ကြောင့်အခုဖြစ်သွားတာလည်းမိဘတွေကတော့ဆရာလေးကိုဆရာဟိုနားလည်ပေးတဲ့သူလည်းနားလည်ပေးကြပါတယ်သူတို့ကတော့ပြောပါတယ်တဘာကပေးတာနဲ့ဆရာလေးရဲ့သူတို့ခံစားတော့ဆရာလေးလည်းတိုင်းမခံစားနဲ့ပေါ့ဆရာကြီးတော့ပြောလိုက်သေးတယ်သူကလေးမျိုးပါအဲ့နဲ့နင်ကတော့နင်ကကလေးနင်တမီးတယောက်ဟဲ့နင်ခံစားရတာလို့နင်ခံစားတယ်ငါနားလဲတယ်လို့တိုင်းနဲ့ ငါမှလည်းလို့ငါတာသမီမဟုတ်ပြင်မယ်လို့တာသမီအရင်လိုမျိုးဒါဆယ်လေးယောက်စာခံစားရတာလို့ပြောပြအလုံးမင်္ဂလာပါအခုကျွန်တော်ကဒီသကိုင်းမြို့ပါရမီရက်ကွက်မှာရှိတဲ့ဒီနှစ်ခွေရဲ့နှစ်ခွေရဘလုံးကွင်းရှိမှာရှိတဲ့ဒီသီလရှင်ကျောင်းတိုက်လို့ရောက်နေတာဖြစ်ပါတယ်ဒါသီလရှင်ကျောင်းတိုက်ကတော့မြင်တဲ့အတိုင်းပေါ့နော်ဒါဆက်ကန်ပိုင်းအတွက်မှာတို့ရစီဝါတော့ဗောလေ အဲ့တော့ဒီအကြောင်းမှာဆိုရင်ဇာတိနှစ်ပါးရှိပါတယ်။တိလရှင်အပါ90ကျော်မှာ14ပါးကကြတော့ကျွန်တော်ပြောင်းလဲတော်မူသွားတယ်။ဂျန်နဲ့3ပါးကကြတော့အခုစိုးရိမ်ကြီးချင်းနေနေပေါ့နော်။ရန်ကုန်မှာတစ်ပါးဒီသခိုင်းဆေးရုံမှာနှစ်ပါးပေါ့။လောလောဆယ်ဒီဆေးကုသမှုခံယူနေရတယ်။6လောက်လဲလှုပ်ရှားလို့များတဲ့ဆရာလေးလည်းရှိရပေါ့။အဲ့တော့ဒီအခုဒီအကြောင်းတိုင်းမှာဆိုရင်အဓိကလိုတာဆရာလေးဆိုရင်ခုနကကျွန်တော်ပြောပါတယ်။ပစ္စည်းပစ္စည်းတွေကအဓိကမလိုဘူးထားစရာနေရာလည်းမရှိသေးဘူး။အဓိကဒီချိန်မှာပါလို့ဒီမြင်နေမြင်ကွင်းကြီးကိုဒီအုပ်အုပ်ကြိုးတွေပါအကုန်လုံးဖယ်ပေးဖို့ပေါ့နော်။ ဖယ်ပေးဖို့ကိုကျွန်တော်တို့ဒါအမြန်ဆုံးလှူဖို့လိုရပေါ့နော်လှူရှင်လှူနိုင်လဲကျွန်တော်ဒီမှာလာလှူပေးဖို့ကျွန်တော်မြစ်တာရခံရပါတယ်ဒါမှမဟုတ်ကျွန်တော်စကိုင်းမြို့လမ်းကြုံလိုရောက်တယ်ဆိုလို့ရှိရင်လည်းနိုင်တဲ့အလျောက်လေးပေါ့နော်ကျွန်တော်ဒီမှာလာရောက်ပြီးတော့ဆရာလေးเจ้าမှာလာလှူပေးဖို့ပြန်ကျွန်တော်မြစ်တာရခံရပါတယ်လှူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြပါလို့ရှိရင်ဖုန်းနံပါတ်လေးနဲ့ဆရာကြီးနဲ့ဆရာလေးရဲ့ဖုန်းနံပါတ်တွေဟိုဒါရိုက်ချိတ်လို့ရအောင်ကျွန်တော်အောက်မှာ comment လေးမှာရေးပေးပါမယ်ဒါလေးလမ်းကြီးပြောပေးပြောပြပေးရပါခနော်ဟိုကျော်လဲစိတ်မကောင်းဒါဆိုဒီထဲမှာလေးပါတော့ပြလုံးတော်မူသွားတာဆိုတော့လေဆရာလေးငယ်ငယ်လေးတွေဆိုတော့ ဟုတ်ကဲ့ပါအဲ့တော့အလူရှင်များရှိရင်လည်းဆက်သေးလို့ရပါပဲခင်ဗျာတိုင်းမဲ့တူအလောင်းလေးတော်တော်လေးငလေးနေပါလေအားလုံးလုပ်ပြီး6နာရီလောက်တော့ရှိရှိပြီလားမသိညနေပိုင်းရောက်မှအဲ့အလောင်းလေးကိုတွေးတာတွေးတဲ့အချိန်ညာဆရာလေးသွားတကြိုတယ်အဲ့တော့ဆက်ချင်းသွားတွေ့ကြရတာပေါ့နော်အဲ့ကိုညီလေးပိုင်လဲဆရာတော်ပဲအဲ့ဖုန်းကြီးကပဲခေါ်ပေးတာဒီဂျာနဲ့ခုနှစ်လောင်းကကြတော့ခုနှစ်လောင်းခုနှစ်လောင်းဆုံးတော့အသက်မရှိတာခုနှစ်လောင်းနဲ့ အဲ့ဒီဆရာကြီးနဲ့ကလေးတယောက်နဲ့အခုရှီတော့ဖြတ်ထားတဲ့တယောက်နဲ့အဲ့ဒီ၉ယောက်ပဲထုံနိုင်တယ်အဲ့ဒီ message ရဲ့အနေနဲ့ကို၉ရောက်ပဲထုံနေတာ၉ရောက်ထုတ်ရတဲ့အဲမှာအသက်ရှင်နေတဲ့ကနာပါဆရာကြီးနဲ့ဆရာလေးနေနဲ့ဒီဟိုအသက်မှာရှိတော့တာ၇လောင်းထုတ်ခိုင်းတာဟာအဲ့၇လောင်းအဆရာလေးငယ်ရကြတော့ထုတ်လာခနဲ့သူ့ရှိတော့ကဒီရှေကမှုကကြေမွတာပြီဟိုရောက်တော့လဲဆေးုံကြီးမှကြတော့လဲ ီစကန်ငလင်းလောက်ထားတာဆိုတော့သူတို့လည်းခွဲစစ်တော့ချက်ချင်းမရအောင်လေမိတွေပိုင်းလည်းအဆင်မပြေဘူးဘာမှအဆင်မပြေဘူးဆိုတော့ငလင်းကလည်းလုံနေတယ်ဆိုခွဲစစ်ကားနေပိုင်းလည်းအတုံးမပြူနိုင်ရတဲ့အဖြစ်တဲ့အတွက်ကြောင့်မလို့နေရမြောက်မှခွဲရတာနေရမြောက်ထင်တာပဲဆရာလေးကနေရမြောက်လောက်မှခွဲရတာဆရာကြီးကကျတော့ဒီမှာ तू ကအယိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီ အလက်ဖြတ်ရှင်ဖြတ်တွေဦးစားပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီဆရာကြီးအလက်ရောက်မလာနိုင်သေးဘူးဘယ်နေ့မှရောက်လာမလားရောက်လာမလဲဆိုတာလည်းဆရာလေးမသိတာဖြစ်တဲ့အတွက်ကြောင့်အော်ရန်ကုန်ဆိုလို့ရှိရင်တော့ဆေးဝင်မှာရန်ကုန်မှာဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်ရန်ကုန်ဆိုရင်လူနာရီလဲလိမ့်မယ်အဲကြောင့်မလို့ပို့ပြီးတော့ဦးစားပေးလိုက်မယ်ထင်လို့အဲရန်ကုန်သွားလိုက်တာဆိုရန်ကုန်သွားလိုက်တာရန်ကုန်မှာတော့ဖျူးဆိုင်ပါတယ်ဖျူးဆိုင်ကတော့ဘာမှမလိုပါဘူးဒါပေမဲ့စကိုင်းနဲ့ရန်ကုန်နဲ့ကြောင့်နည်းနည်းတော့ဝေးသွားတာပေါ့နော်ဆရာလေးသွားကြည့်ပြီးလို့မရဘူးပေါ့ အခုရတဲ့ခြေတော့ကိုဖောက်ထားတာတဲ့ဖောက်ထားပြီးတော့အဲ့ဒီဆရာလေးရဲ့ခြေတော့ကဟိုတွေးကြည့်ဦးတဲ့ပုံစံမျိုးတွေအကွက်အကွက်ကြည့်တယ်မဲမဲကြီးတွေအများကြီးဖြစ်သွားတာအဲ့ဒီဖိထားတာလည်းများတဲ့အချိန်ကြီးတော့သူကညာဘက်ခြေတော့မှာအဲအခုကျဖောက်ထားပြီးမှစတီးလုံးနဲ့ဆရာလေးလည်းမမြင်အောင်ဗီဒီယိုကောလေးပါလေပြတာမျိုးလည်းမဟုတ်ဘူးတော့သူပြောတယ်စတီးတန်လုံးနဲ့ခြီထားတာတဲ့ဘယ်မှလုံးလုံးမရဘူးတဲ့အဲ့ဒါမနေ့တုန်းကတော့လာပြောတယ်တဲ့မင်းညာဖုန်းပြောတော့ထုတ်ပြီးလို့ရှိရင်တော့ဆေးရုံကပြန်ဆင်းရမယ်ဆင်းပြီးလို့ရှိရင်တော့အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်ရမယ်လို့ပြောတယ်အချိန်ယူရမှာပေါ့အဲ့ဆရာကြီးလည်းတလနလနဲ့ရတော့မဖြစ်နိုင်ဘူးလို့လမ်းပြမချောင်းနိုင်ဘူးလို့တော့ပြောတယ်ဒါပေမဲ့ဆရာကြီးရဲ့ကံတော့လမ်းချောင်းရမှာလေဒါပေမဲ့ပြန်ချောင်းနိုင်ဖို့တော့ကြိုးစားအဲ့လိုပါလေဒီရဆရာလေးတို့အားပေးရမှာပေါ့လေလေညာရီပဲပြီးဆိုင်တော့ပြီကျွန်တော်ပြောလို့ပါလာလုပ်ပေးမယ်ပက်ဆံဘယ်လောက်ကြာမလဲဒီစံစံအဲ့ညမအဲ့ဖုန်းနံပါတ်တော့ယူထားတယ်ဆရာလေးကလှုပ်ရှင်လဲအဲ့လိုမျိုးဖုန်းကြီးတွေဖုန်းဖုန်းတွေကို တော့ concept ပေးတယ်သူလည်းအလိုရှင်ရှာလိုက်ပါအောင်မယ်တဲ့ဆက်ကြည့်လိုက်ရှာလိုက်ပါအောင်မယ်လို့တော့ပြောတယ်သူတို့အတိထဲမှာတော့မြင့်ငယ်မှာလုပ်နေရတဲ့အတိုင်းနဲ့ဒီစကိုင်းစကိုင်းဖက်ကိုဟိုမှာလည်းလှုပ်ရှားတာလှုပ်ရှားတယ်များတာဖြစ်တဲ့အတွက်ကြောင့်ကိုမလာတော့ဘူးပေါ့ဘာလို့လဲပြောတယ်ဆရာလေးကျတော့ဆက်တွေ့ရလဲတိတ်မရှိတော့ဒီဟာဖက်ဖို့ကဆရာလေးကတော့ခေါင်းကပြောသလိုပဲအတင်းအဖွဲတွေပရာဟိတတွေအဲ့လိုမျိုးအစိုးရဖွဲတွေလာလှုပ်ပေးမှတာနဲ့ဆရာလေးကလုံနိုင်မှာကို ပို့ထူပို့ထူပို့ထားဆယ်ဆရာလည်းမတတ်နိုင်ဘူးဟုတ်ကဲ့ဒီကအင်အားလည်းမနှဲဘူးလေနားလောက်ရမယ့်ဟာကနည်းနည်းတေးသေးလေးမမွားလေးလည်းမဟုတ်ဘူးဒီကကောင်းတဲ့ပုံစံဒီကဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့